လောကမှာကြောက်เสียကောင်းလွန်းလို့ကိုကိုကိုကလွဲပြီးဘသူကိုမှမဝေဖန်ပါနဲ့ရှင်းသလားကိုကိုကိုကလွဲပြီးဘသူကိုမှအပြစ်မတင်ပါနဲ့ရှင်းမလားဟဲ့ဘသူအပြစ်ဘသူရှာမလဲကိုပြစ်ကိုရှာပါသဘောပါလားတန်တရားမှာမတော်ခဲ့ဘူးတဲ့မိဘဆွေမျိုးညာတကမရှိသလိုအကြောင်းအကျိုးတရားတွေရှိမရှိလဲ အခုအတန်ကြားတာနဲ့မုန်းနေတယ်ဆိုတာအတိတ်ကအကြောင်းတရားတွေအတိတ်ကံသင်္ခါရအကြောင်းတရားရှိမရှိဒါလေးပဲဥစဉ်ကနှလုံးသွင်းတယ်ဂျင်းရသလားဥစဉ်ပေါ်မှာနှစ်မျိုးစီဖြစ်စေမနှစ်မျိုးစီနှစ်မျိုးတဲ့လူကြည့်လိုက်တော့လဲဩအတိတ်ကံသင်္ခါရအကြောင်းတရားမနှစ်မျိုးတဲ့လူတွေ့တော့လဲအစဉ်ပြေတာတွေတွေ့တော့လဲ အစင်မပြေပြန်တော့လေတန်တရားရှည်လာပြီဗျအမြင်ကျေကြစမ်းပါသဘောပါလားအဲ့တော့သူတို့ဘာအပြစ်ရှာမလားကိုယ်အပြစ်ရှာမလားကိုယ်ချွရင်းချက်ကိုကြည့်ပြီးတော့ကိုကိုယ်တိုင်တရားနဲ့ပြေဝအောင်အားထုတ်နေရတဲ့ဘဝလောက်အရသာရှိတာမရှိဘူးဦးဇင်းတို့ဒီဘဝရဲ့အနှစ်သာရဒါပဲမပြေဆုံးနေတဲ့သီလပြေဆုံးအောင်အားထုတ်မယ်ဟုတ်ကလား ဘဝတသက်တာမှာရရှိနေတဲ့အချိန်တိုင်းကိုသီလသမာဓိပညာအတွက်အသုံးချမယ်ဆိုရင်တန်ဖိုးရှိပါရှိချသိမချသိခုခင်ဗျားတို့မှာပြည့်စုံတဲ့သီလရှိပြီလားဟမ်ပြည့်စုံခိုင်လုံတဲ့သမာဓိခိုင်လုံတဲ့ပညာရှိသေးဘူးမရှိသေးရင်စိတ်ချရပြီလား ဓိသီလအဓိစိတ်တအဓိပညာပိုင်ရှင်မမဟုတ်ရင်ခမရတို့စိတ်ချရပြီလားစိတ်မချရသေးရင်ကိုယ်အရေးထက်အရေးကြီးတဲ့ကိစ္စခမရတို့မှာဓာတန်းလန်းနေတော့ဘာလို့ဂျေနတ်သလားအားလုံးမှာနောက်မှာဒေအို ready made ရှိမရှိအေးအဲ့တော့ ready made ဒေအိုလည်းပဲခုံချမလားလွတ်အောင်ယုံမလားဒါဖြင့်ဒေအိုသွားဖို့ကအဓိကလားဒေအိုကလွတ်အောင်ယုံဖို့အဓိကလား လွတ်အောင်ရုံးမယ်ဆိုဘာနဲ့ရုံးရမှာတီလာကျင်းရသလားဘယ်သူနဲ့ဦးစီးပြီးရုံးပညာရှိတဲ့ပုဂ္ဂိုလ်ဆိုရင်သူတစ်ပါးအရေးနဲ့ကိုယ်အရေးဘယ်ဟာဦးစားပေးကိုယ်အရေးကိုယ်အရေးဆိုတာလေကိုယ်မှာခိုင်လုံတဲ့အဓိတီလာအဓိစိတ်ဓာတ်အဓိပညာမရရှိသေးရင်ကိုယ်ကိုယ်ကိုစိတ်ချလက်ချနေလို့ ကျင်တတ်သလားဒါဖြင့်လောကမှာမတော်ဘူးတဲ့ဆွေမျိုးကြတကားမရှိဘူးစီတော့တခါကြီးကမေးတယ်အရှင်ဖျားတဲ့တပည့်တော်အဖေဘယ်များရောက်နေလဲဖျားကဘာပြောလဲဘယ်အဖေကိုကျင်တတ်သလားခုလဲခင်ဗျားတို့မိဘဆွေမျိုးညာတကားတေလို့ငိုဘူးလားဟုတ်တယ်နော်ဒီထဲမှာမတေဘူးတဲ့အမျိုးမိတ်ဆွေတင်ကားတေလို့လဲငိုရတယ် ဟုတ်ပြီနော်သားလင်ခင်မွန်းကြောင့်လဲငိုတိုင်းငိုတိုင်းမေးကြည့်လင်ကြောင့်ငိုလင်ဘယ်လင်အတွက်ငိုနေတာလဲသဘောပါလားမရအတွက်ငိုနေရင်ဘယ်မရအတွက်ငိုနေတာလဲရှင်းမလားအဖေသေးလို့ငိုနေရင်ကျေနပ်သလားကို့မှာဘဝများစွာတန်တရာမှာ အဖေပေါင်းများစွာ မရှိဘူးလား အမေပေါင်းများစွာလင်ပေါင်းများစွာမယားပေါင်းများစွာဂျေနတ်တော်အကြောင်းကောင်းပါပြီးတော့ဗာနဲ့ဆုံးဖြတ်တခွန်းနဲ့မေးတယ်မြတ်စွာဘုရားက အခုမေးအခုအဖေကိုမေးတာလားတဲ့အတိတ်ဘဝကအဖေကို မေးတာလားဆိုတော့တခါကြီးကလက်အုပ်ချီမေးနေဖြတ်ဆိုတရိယသွားတယ်ဟိုက်ဟုတ်တာပဲ အဖေတယောက်တည်းရှိတာမှမဟုတ်ဘဲသဘောပါလားကိုရှိရာဟာတွေကိုဒီထဲမှာတရားလာနာတာတွေအားလို့ဥစဉ်အဖေတွေဟုတ်ပလားမိမကြီးတွေကပြောလိုက်မယ်တပည့်တော်ကမိမကြီးတွေဘယ်လိုလုပ်အဖေဖြစ်တာကိုခမရတို့လည်းအထီးဘွားကရောက်လာတဲ့အမတွေဟုတ်ပလားဒီထဲမှာအထီးမဖြစ်ဘူးတဲ့တော်ဝါလဲ အမမဖြစ်ဘူးတဲ့တော်ဝါလဲရှင်းနာသလားအဖေမဖြစ်ဘူးသူလဲအမေမဖြစ်ဘူးသူလဲလင်းမတော်ဘူးသူလဲမယားမတော်ဘူးသူလဲသမီးသားမတော်ဘူးသူလဲရှင်းနာသလားဒါကြောင့်ဘယ်အဖေကိုတခွန်းနဲ့နဲ့သဘောပေါက်သွားတယ်မှန်ပါဗျာဘဝများစွာတန်တရားကအဖေများစွာ ရှိခဲ့တာငိုရွေမဆုံး ပူလောင်ရေမဆုံးဟုတ်ကဲ့လားကြီးဘဝတိုင်းဘဝတိုင်းအဖေသေးလို့ငိုခဲ့ရတဲ့ဘဝတွေရည်တွက်လို့မရနိုင်ဘူးကျင်သလားဒါဖြင့်တတိတံဝေကဖြတ်ခနဲ့ရသွားတော့သူ့မှာဘာကိန်းသွားပညာကိန်းသွားတော့တတိရမရတတိရလို့တမာရီတီဗီဆိုတော့ဒီဘက်ကသီလာဆောင်ထိမ့်မှုလေရှိသွားပြီဆိုတော့သူ့မှာပူပင်ကြောင်းကြတွေအာနေသွားတယ် တတင်ကငြိမ့်အေးမှုလေးရတဲ့အချိန်မြတ်စွာဘုရားကဖြတ်ပြီးတရားဟောတယ်။တကကြီးတဲ့ကိုအေးကိုမကြည့်ပဲနဲ့ဘာကြောင့်သူတစ်ပါးအေးတွေးပူနေရတာလဲ။ဟုတ်ပြီနော်။အကယ်၍သာဒီအဖေကိုလွမ်းဆွတ်တန်းတတ်မှန်းဆရဲ့တောကအပူနဲ့သာသိရင်ဒီပုဂ္ဂိုလ်ပဲသွားမှာ။ဒေအိုးတောကဆိုတာဒေါသကလာတာဒေါသနဲ့သိရင်ပဲသွားမှာ။ ငရဲ့ရှင်းသလားလောဘနဲ့သိရင်ဖိတ်တာပြောပြောလောဘနဲ့သိရင်ထဲ့ပြောအောင်လေငါပြင်းနေလောဘနဲ့သိရင်ဒေါသနဲ့သိရင်ငရဲ့မောဟနဲ့သိရင်ဒါပြင်အပယ်လေးပုံကြမှာမသေးကြဘူးလားဒါပြင်ဘသူအရေးကအရေးကြီးတော့ဒါပြင်လောဘဒေါသမောဟကိုချုပ်နေနိုင်အောင်တီလား တမာရပညာသိခာပနယအထုတ်ဖို့လိုအပ်မလိုအပ်အထုတ်ဖို့ကြည့်လိုက်တော့ရှိတာယုတ်တရားနဲ့ခန္ဓာဘယ်နှပါခန္ဓာငါးပါးပါလေလည်းပြောကြည့်သားမတာဓုတာဓုဖြေနိုင်တဲ့လူတွေတာဓုမဖြေနိုင်တဲ့လူတော့ကမ္မတကား န္ဓာဘယ်နှပါးရှိတယ်။ကဲအလုံးတက်ညီလက်ညီပြန်ပြောမယ်။ရူပခန္ဓာဝေဒနာခန္ဓာသိညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာဘယ်နှပါးရူပခန္ဓာဆိုတာဖောက်ပြန်ပျက်စီးတတ်တဲ့သဘောအခုတို့တော်ကောင်းတို့မှာရုပ်ရှိမရှိရုပ်ကြီးကပူလာလိုက်အေးလာလိုက်မရှိဘူးလားပူလိုက်အိုးအေးလိုက် ဖွဲ့စည်းလိုက်ယိုစည်းလိုက်ဟုတ်ကလား မာလိုက်ပျော့လိုက်လှုပ်လိုက်ငြိမ်လိုက်မရှိဘူးလားအဲ့တော့ယုတ်တရားကြီးကဘယ်တော့မှမြဲတယ်လို့အခုခင်ဗျားတို့ကိုကိုယုတ်ကိုကြည့်စမ်းမြဲသောယုတ်လားမမြဲသောယုတ်လားခိုင်မြဲသလားမခိုင်မြဲဘူးလားတနေ့ပြီးတနေ့ပြိုလာသလားအိုလာသလားယုတ်မှန်ရင်ဖောက်ပြန်တယ်ဖောက်ပြန်ပြီးတော့ပျက်စီးနေတယ်ဖြစ်လိုက်ယုတ်ကောမြဲသလားခုတော်ကောင်းတို့မှာဝေဒနာအသီးသီးရောရှိမရှိ ဝေဒနာတွေရောမြဲလားကိုပိုင်သလားကိုဆိုင်သလားရုပ်ကိုငါလို့ခေါ်လို့ရလားသူလို့ရောယောက်ျားလို့ရောမိန်းမလို့ရောရုပ်မှန်ရင်ဖောက်ပြန်တယ်ပြောကျင်းရတယ်နော်ရုပ်မှန်သမျှအခုတတော်ကောင်းလို့ရထားတဲ့ကိုရုပ်ကိုမအိုပါနဲ့ပြောလို့ရလားမနာပါနဲ့မသေးပါနဲ့ကိုပိုင်လို့လားမပိုင်လို့လား ဒါဖြင့်ဒါငါယုတ်လို့ဆိုလို့ဂျင်းတဲ့နော်အဲ့တော့ယုတ်လဲကိုမပိုင်နံလဲကိုမပိုင် အားလုံးမှာငါကိုငါဟာလို့ပြောเสียမရှိရင်သူ့အတွက်တောင်းတဖို့ရောကြောင်းကြဖို့ရောအခုတခါကြီးမှာသူ့ဖေအတွက်တောင်းတမှုတွေရှိမရှိအဖေလို့ခေါ်ခြင်းနဲ့မြင်ခြင်းနဲ့တောင်းတမှုရှိတယ်နောက်အဖေအတွက်ကြောင်းကြမှုရောရှိနေတယ်ငါဖေပဲရောက်သွားလဲဘာတွေလုပ်နေသေးဘယ်ဘဝရောက်သွားပြီလဲဆိုတော့ပူပန်မှုတွေမရှိဘူးလား ရှိတော့တောင်းတမှုလည်းရှိတယ်တောင်းတမှုကြောင်းကြမှုရှိတယ်ဆိုတာငါရှိလို့ငါအဖေရှိတာပေါ့ငါမရှိရင်ဂျင်းနဲ့သလားအဲ့တော့မြတ်စွာဘုရားတရားဟောတော့တကယ်ရှိတာရုပ်တရားနဲ့အဲ့ရုပ်နာမှာငါကိုငါဟာငါဥစ္စာလို့ဆိုလို့မရဘူးလို့လေသိရောတရားကြီးတရားနာရင်သောတာပန်သောတာပန်တည်ရင်ဒေဥတကားပိတ်သွားပြီဟုတ်ပြီနော် သောတာပန်တည်ရင်ဒေဥဆိုတာအပယ်၄ဘုံသွားเสีย